ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငပေါင်းထောက်ပြုတ်လုံနေလေးကိုတောင်းဆိုထားတဲ့သူများအတွက်ဖြူတို့ဒဝေဒေတာဖက်ကလောက်စာဖြစ်တဲ့ငပေါင်းထောက်ပြုတ်လုံနေလေးကိုလာမြတ်ပေးတာဖြစ်ပါတယ်ဒဝေဒေတာဆိုတာထက်ဖြူတို့အိမ်မှာအမေမြဲလောက်ကျွေးတဲ့နေလေးပေါ့နော်ဒီနေလေးရဆိုလို့ရှင်သူကအဆက်ရတာမရှိဘူးဆိုပေမဲ့ဖြူတို့စားလိုက်တဲ့ချိန်မှာလုံးဝမအီဘူးပေါ့နော်နောက်တစ်ခုကထမင်းနဲ့အရင်ကမိတ်စေပါတယ် ဒါလေးတွေကတော့ငပောင်းထုံးမှာအတိကပါဝင်တဲ့အသီးရွက်လေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့မြင့်ပြုတ်လေးပါမယ်။ပြီးတော့ကစွန်ရွက်ပါမယ်။ပြီးတော့မှုရဲ့ငပြောဖူးရဲ့ကမွန်းချီရွက်နှစ်စည်းစာပဲဖြစ်ပါတယ်ရှင်။အသားနေရာမှာကျတော့ဖြိုးဝါဝတ်သားကြီးလေးနေငယ်ကိုသုံးထားပါတယ်။ဝတ်သားငပောင်းထုံးလိုလည်းပြောလို့ရတယ်ပေါ့နော်။ဒီနေရာမှာတခြားငါးကိုသုံးမယ်ဆိုလည်းရပါတယ်ရှင်။ပထမဆုံးဖြူတို့အပျော်ဖူးကိုစားရည်လေးနဲ့စိမ်ပေးရတဲ့အတွက်စားရည်လေးကိုအရင်လာဖြောပေးထားလိုက်ပါမယ်။ စားရည်လေးဖြောက်ပြီးလို့ရှိရင်တော့ငပြောဖူးမှာဒီရင့်နေတဲ့အခွန်လေးတွေကိုဖယ်ထုတ်ပြီးလို့ရှိရင်တော့ခပ်ပပားနေထားလေးတွေထိထားပေးလိုက်ပါမယ်နော်။လှုပ်စားတဲ့နီလေးကတော့တူကြမလားမသိဘူးပေါ့နော်။ဒီနီလေးကဆိုလို့ရှိရင် ဖြူတို့အိမ်မှာအမေမျက်လုံးကျွေးတဲ့နီလေးပဲဖြစ်ပါတယ်ရှင်။လှုပ်နီလေးကတနေနဲ့တနေတူချင်းမှလည်းတူမှာပေါ့နော်။ဖြူတို့ငပြောဖူးကိုလှိပိပိဆိုလို့ရှိရင်တော့ခုနကဖြောထားတဲ့စားရည်လေးနဲ့စိန်ထားပေးလိုက်ပါမယ်နော်။ သူရဲ့အရသာလေးရဆိုလို့ရှိရင်မြမငပေါင်းထွန်းနဲ့ပါကွာလဲဆိုတော့ကမိုးချင်ရွက်ပါတာဖြစ်တဲ့အတွက်ဖြူတို့စားလိုက်တဲ့ချိန်မှာဆိုလို့ရှိရင်ဆိတ်ဆိတ်ချင်းချင်းလေးနဲ့ပေါ့နော်တမျိုးလေးစားလို့ကောင်းပါတယ်ရှင်ဒီတိုက်စားရလည်းအရန်စားကောင်းသလိုထမင်းပူလေးနဲ့တွဲစားရင်လည်းအရန်ကိုလက်ခတ်ပါတယ်ပြီးရင်တော့ကစုံရနေငယ်ကိုလည်းအစင်သက်လှီထားပေးလိုက်ပါမယ်နော်ကစုံရွက်လေးပြီးတာနဲ့မြစ်ပြုတ်လေးနေငယ်ကိုလည်းခုလိုမျိုးလေးခက်ပပနေထားလေးတွေလှိထားပေးလိုက်ပါရရှင်။ ပြီးရင်တော့ပိုအပွင့်လေးတွေကိုလည်းဖြိုးလို့အစင်သေးဆိတ်ဆွပေးထားလိုက်ပါမယ်နော်အိမ်မှာဆိုလို့ရှိရင်ဒီငပေါထောက်လေးထောက်စာဖြစ်တဲ့နေ့ဆိုလို့ရှိရင်ဒီတိုင်းစားရုံနဲ့တော့၃လေးထောက်လောက်ကုန်သွားတယ်ပေါ့နော်အရင်စားကောင်းပါတယ်ရှင်ခက်ပြီးရင်တော့ဖြိုးလို့ကင်မွန်းချင်ရွက်ကိုလည်းခုလိုမျိုးလေးချွေပြီးတော့ပေါ့နော်ခက်ပပားနေထားလေးတွေထိထားပေးလိုက်ပါမယ်နော် ကဲကမုန်းချေရက်ကိုလည်းလှိပိပိဆိုလို့ရှိရင်တော့ဖြူတို့စက်သွန်နေအလုံးကြီးတစ်လုံးစာလောက်ကိုလည်းလှိထားပေးလိုက်ပါမယ်ရှင်စက်သွန်နေကတော့ဖြူတို့မြများထက်လေငပေါင်းထုံးမှာအချိုတက်လေးပိုရလေးပေါ့နော်ပြီးရင်တော့ဖြူတို့စားရည်စိန်ထားတဲ့ငပြောဖူးကိုလည်းရေဆေးပြီးတော့ရေညှစ်ပေးထားလိုက်ပါမယ်နော်ကဲပါဝင်ပစ္စည်းတွေလည်းအားလုံးစိတ်သိဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့လှုပ်ပေးလိုက်ပါမယ်ရင်အုံးဆုံးရေဆေးပြီးတော့ရေညှစ်ထားတဲ့ငပြောဖူးကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြူတို့စိတ်သိလှိထားတဲ့အသေးရွက်လေးတွေကိုပါထည့်ပေးလိုက်ပါမယ်နော် ပြီးရင်တော့ဝတ်သားခြင်းနဲ့ချက်သွန်လေးကိုထည့်ပြီးလို့ရှိရင်တော့ရတာဆက်ထားပေးလိုက်ပါမယ်နော်။အရတာအတွက်ကစားထည့်တယ်ပြီးတော့အသားမှုတ်ထည့်တယ်ပြီးတော့အချုံမှုတ်နှိမ်ငယ်နဲ့စနွေးမှုတ်လေးနှိမ်ငယ်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရနဲ့ကောက်ညှိမှုတ်ကိုထမင်းစားစွန်းနဲ့မောက်မောက်6စွန်းစာကိုထည့်ပေးလိုက်ပါတယ်။ ပြီးရင်တော့ငပိထမင်းစာဆုံးရဲ့တပတ်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ငပိကိုကြတော့ဖြိုးတို့ကမိုးရွက်နေသားကိုကြည့်ပြီးတော့ပေါ့နော်ချိန်ဆပြီးထည့်ပေးရမှာဖြစ်ပါရဲ့ရှင်။ပြီးရင်တော့စီကိုကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်နော်။စီကိုကြတော့ပုံမှန်ထက်နေနေပို့ပြီးတော့ထည့်ထားပါရဲ့ရှင်။ငပောင်းထောက်လေးကစီလေးနေနေလေးပို့ထမ်းမှသာစီရွှဲရွှဲလေးနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်။ပြီးရတဲ့သူတွေဖြိုးကရေလေးနေငယ်ကိုထည့်ပေးတာနဲ့အားလုံးကိုသမတော်အောင်နေထားပေးလိုက်ပါတယ်။အားလုံးလောကနှက်သွားအောင်ပေါ့နော်ဖြိုးတို့နေသွားပေးလိုက်ပါမယ်ရှင်။ အခုဖြိုထက်ထားတဲ့အနေထားဆိုလို့ရှိရင်တော့သူရရတာကလုံးဝကွက်တေးပဲပေါ့နော်နောက်ထပ်ဘာမှတော့ထပ်ပြီးတော့ထက်စရာမလိုတော့ဘူးပေါ့နော်အရင်စားလို့ကောင်းပါတယ်ရှင်ကဲဖြိုးလို့နဲ့သွားလိုက်တာအာလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့စားထုတ်ပေးရန်အတွက်မိခင်ထားတဲ့ငပြောရလေးနှစ်ထပ်ကိုခုလိုမျိုးလေးထပ်ပေးလိုက်ပါမယ်။ ပြီးရင်တော့ခဏကနေထားတဲ့စာပလာလေးကိုဖြူတို့ကိုလိုအတလောက်ထပ်ပေးလိုက်ပါမယ်။ဒီနေရာမှာအထုတ်ကြီးသေးကိုကိုစိတ်ချိုင်ချိန်ဆိုင်ပေါ့နော်ထုတ်ပေးနိုင်ပါတယ်ရှင်။ဖြူကတော့အထုတ်ခက်ကြီးကြီးလေးတွေထုတ်ထားပေးလိုက်ပါတယ်။ကဲပြီးရင်တော့ဟိုဘက်ဒီဘက်လေးသိမ့်မယ်။ပြီးလို့ရှိရင်ခုလိုမျိုးလေးလေးတော့ပုံစံလေးတွေအစစ်သေးခောက်ထားပေးလိုက်ပါမယ်နော်။ကဲဒါဆိုလို့ရှိရင်တော့တခုရပါပြီ။ဂျန်နေတဲ့ဟာလေးအားလုံးကိုလည်းဒီတိုင်းလေးပဲထုတ်သွားပေးရမှာဖြစ်ပါတယ်ရှင်။ ဲအားလုံးလည်းထုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့မိခင်ပေးလိုက်ပါမယ်နော်ဖြူကတစ်ဖက်မှာအယောင်လေးရင့်လာတဲ့အထိပေါ့နော်ဒီငါပြောရလေးကမိလေးကျွန်းလာတဲ့အထိကင်သွားပေးလိုက်ပါတယ်တစ်ဖက်မှာ7မိနစ်လောက်ပေါ့နော်ဖြူတို့ကင်သွားလိုက်တာအနက်လေးရောက်မှွေပြီးတော့ပေါ့နော်နည်းနည်းလေးအယောင်လေးရင့်လာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ပေါ့နော်နောက်တစ်ဖက်ကိုလည်း7မိနစ်လောက်ပဲကင်သွားပေးလိုက်ပါမယ်နော်ဒါကတော့ဖြူတို့အနက်ရလာနဲ့သိတယ်ပေါ့နော်သူချက်နေပြီဆိုလို့ရှိရင်အနက်လေးကလုံးဝမှွေတက်လာပါတယ် ကဲဒီနေ့ဟာလဲဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ဝတ်သားငပေါင်းထုတ်လေးရတော့ချက်ပါပြီချစ်ပါအောင်သူရဲ့အယောင်လေးရဆိုလို့ရှိရင်စားချင်းစရာလေးပေါ့နော်အနက်လေးရဆိုလို့ရှိရင်လည်းမွေးနေရောပဲကဲခုဆိုလို့ရှိရင်တော့လွယ်ကူယူရှင်းပြီးတော့ထမင်းအရင်ကိုမိတ်စေတဲ့ဒဘဝတ်သားငပေါင်းထုတ်လေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဖြူကတော့အများကြီးထုတ်ပြီးတော့အမေအေးလည်းတော့ပို့ဖြစ်တယ်ပေါ့နော်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်ဒါဆိုဖြူရဲ့နေဝေသစ်တင်မှာပြန်ဆောင်ကြမယ်နော် Alo, bye bye.